ကောင်လေးကဘုရားရုပ်ထုတော်ကိုယူနေပန်းလိုက်တဲ့အခါမှာတော့ဘုရားရုပ်ထုတော်ကနေသွေးမြေရည်တွေစီးကြလို့လာခဲ့ပါတယ်။ဘုန်းကြီးကစင်းလို့တော်သွေးမြေရည်ချိုင်းမကောင်းမှုတစ်ခုကိုကြုံရတော့မယ်လို့ပြောလိုက်ပြီးလေဝင်ထဲမှာလှုပ်လှုပ်နေတဲ့အဖွားကြီးရဲ့အပေါ်ကိုလည်းအနဲ့ရောင်မိုးရည်ဆက်တွေကျလာခဲ့ပါတယ်။အဖွားကြီးကမတည့်ရက်ပြီးထားကြည့်လိုက်တဲ့အခါမှာကောင်းကင်တစ်ခုလုံးကတိမ်မဲရည်နဲ့ဖုံးလန်းသွားခဲ့ပြီးတော့ဒီပြည့်တဲ့အကုန်လုံးကဘုရားရုပ်ထုတော်နဲ့ပတ်သက်နေတာပါ။မင်းကြီးကရွာသားရဲ့အလုပ်လုပ်ရင်းနဲ့ဘုရားရုပ်ထုတော်ကိုတူမီခဲ့ကြပြီးတော့ အမြင့်3မီတာလောက်ရှိပြီးမျက်လုံးကိုလည်းတိဘက်စာရေးထားတဲ့ပိတ်စာတွေနဲ့ဖုံးအုပ်လို့ထားပါသေးတယ်။ကြီးကနေအကုန်လုံးကပြန်တက်သွားခဲ့တာတော့မှရွာလူကြီးကထူးဆန်းတော့ကိုတတိမထားမိပဲနဲ့ရွာမှာဖျားယရဏတခုတူးမိပြီလို့တွေးခါဖျားယုတုကိုအကြောင်းပြပြီးတော့ချမ်းသာအောင်လုပ်ဖို့ပဲစူးစမ်းနေပါတယ်။အရင်ကကရွာသားတွေရဲ့ဘုံမှာကြီးမားတဲ့အန်ဒီရဲ့ကြားရောက်လာတော့မယ်ဆိုတော့ကိုတော့သူမသိပါဘူး။နောက်နေ့ကိုရောက်တဲ့ခါမှတော့ရွာလူကြီးဟာဖះရုတ်တုတော်ကိုပြေးမို့တဲ့စီစဉ်ပြီးတော့ ကောင်းလင်းကဖရာယုဒုတော်ကိုရင်းနှင်းဆင်းနေတော့မှယုဒုတော်ရဲ့မျက်လုံးမှာပတ်ထားတဲ့ပိစပ်ပျောက်သွားခဲ့ပေမယ့်ဂီမဆိုင်ပဲနဲ့ယုဒုတော်ကိုကာမောင်းပြီးတော့ပင့်ဆောင်သွားခဲ့ပါတယ်။ယုဒုကိုပင်ပြီးတဲ့နောက်မှာတော့ကောင်းလင်းဟာစားတော့ဆိုင်ကိုလာပြီးတော့စိတ်ကိုညင်အောင်အရက်တွေတောက်လိုက်ပြီးမျက်လုံးလေးရလာတဲ့အခါမှာတော့တပ်ဆင်ခန်းကိုသွားနေတော့မှအနောက်ကနေရင်းနှီးတဲ့တံကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ကွယ်လွန်သွားတဲ့သူ့ရဲ့အဖေဖြစ်နေပါတယ်။ အဖေဖြစ်တဲ့သူကပါဇက်ဟားလိုက်တာနဲ့ပတ်စံတောင်းတော့ကောင်းလေးကလည်းကြောက်နေပြီးကျွေးတီထွက်လာပြီးတော့အဖေဖြစ်သူကိုတွန်းလိုက်ပြီးတော့တတ်ဆင်ကနေကနေပြေးထွက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအဖေဖြစ်သူကချက်ချင်းပဲပြန်ပေါ်လာခဲ့ပြီးကောင်းလေးကလည်းကြောက်နေပြီးတော့ထိုင်ချလိုက်ပြီးမြင်အဖေဖြစ်တဲ့သူကအနားကိုကက်လာတဲ့အခါမှာဒေါသတစ်ချင်းနဲ့ဝိုင်းပလင်းကောက်ယူပြီးအဖေဖြစ်သူကိုရိုက်နှက်လိုက်ပါတယ်။